အားလုံးပဲမင်္ဂလာပါညီမကတော့ချစ်ပိုးဤဆန်ဖြစ်ပါတယ်တန်လင်တီယူကနေပြီးတော့2019မှာကျောင်းပြီးပြီးတော့အခုစင်ကာပူမှာ Seven Stretch Drafter နဲ့အလုပ်လုပ်ကင်နေတာ၃နှစ်ရှိပြီဖြစ်ပါတယ်အဲကျောင်းပြီးပြီးကျင်းတော့အဆောက် ဝင်လုပ်ထဲအဲ structure design fan မှာလုပ်တယ်။ covid တွေပိုင်းအများကြီးဖြစ်တော့အဲ structure design fan အနေထွက်လိုက်ပြီးတော့အဲ juicy ဘက်ကိုပြောင်းသွားတယ်။ juicy engineer တွေနဲ့၃နှစ်လုပ်ပြီးတော့မှအဲဒီ singapore ဘက်ကို train တာပေါ့နော် singapore ဘက်ကို train တော့ကိုအရင်လုပ်ခဲ့တဲ့ seven structure drafter နဲ့ပဲအဲအဲ့ဒါကိုနဲ့ပဲအလုပ်ရှာခဲ့တယ်ပေါ့နော်။အဲ့တော့တကယ်ရလဲရသွားလဲအဲ့ seven structure drafter နဲ့ပဲရသွားတယ်။အဓိက reverse shot drawing ကို လုပ်နေရပေါ့နော်ပထမလုံးမှာလဲ reverse short drawing နဲ့ပဲဒီ reverse specialize နဲ့ပဲလုပ်တယ်ပြီးတော့နောက်အခုနောက်လုံးမှာလဲ diy အပိုင်းလေးကို reverse short drawing ဆွဲနေပါတယ် experience ကကြတော့အဲ civil drafter နဲ့ပတ်သက်ပြီးတော့ကြတော့ experience ကတစ်နှစ်ကျော်ရှိရယ်ပြီးတော့ QC engineer နဲ့ကြတော့ experience က3နှစ်အလုံးပေါင်း4နှစ်ပေါ့နော်အဲ့ချားထဲမှာလည်းမြမဒီ civil နဲ့ပတ်သက်တဲ့ဟာတွေကိုလေ့လာတယ်အဲ AutoCAD ကတော့အစစအလုပ်ထဲက AutoCAD နဲ့ပဲလုပ်တာဖြစ်တဲ့အတွက် AutoCAD software ကတော့ကျွမ်းကျင်တယ် Revit ကိုလည်းဒီတိုင်းသင်တန်းအနေနဲ့တက်တယ်အပြီးတော့တခြား civil နဲ့ပတ်သက်တဲ့သင်တန်းလေးတွေတက်တယ်အဲ့အတွက်ဝါသနာနဲ့ လှုပ်ရှင်တာနဲ့ကထပ်တူကြနေတယ်ဆိုတော့စသလှုပ်လှုပ်ချင်းမှာရောအဲ့လိုပေါ့ဒီဟိုမှာတော့လှုပ်လှုပ်ခဲ့တဲ့အတွေ့အကြုံကရှိတယ်ပေါ့နော်တကယ်လို့ဒီရောက်တဲ့အခါမှာစသလှုပ်လှုပ်ချင်းမှာရောဟိုအဆင်မပြေတဲ့အပိုင်းလေးအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုကွာဟိုမှာတော့အတွေ့အကြုံရှိပြင်မဲ့ဒီမှာလှုပ်တဲ့အခါမှာမတူနေတော့လေအဲ့လိုနည်းနည်းအခက်ခဲပြရတဲ့အပိုင်းတွေပါတယ်ရောဘယ်လိုမျိုးပိုင်းတွေရှိလဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီ structure ရမြန်မာနဲ့ဒီစင်ကာပူနဲ့ကအရန်กว่าတယ်မတူမတူဒါပေမဲ့ကိုက software ကျွမ်းကျင်တာဖြစ်တဲ့အတွက်ကိုဒီဟာတွေကိုလဲလေ့လာထားဖြစ်တဲ့အတွက်ကိုကဒီ drawing ကိုကြည်ညာအောင်ဖတ်နိုင်တယ်အဲ detail detail ဆွဲရတယ်ပေါ့เนาะ detail ဆွဲရတဲ့အခါကျတော့အဲအရင်တည်းကလဲကိုဒါတွေလေ့လာထားတာဖြစ်တဲ့အတွက်ဒီမှာကျတော့အဲဒီဟာတွေကကိုကမမြင်ဘူးဒီ structure တွေကကိုမမြင်ဘူးဒါပေမဲ့အဲတခုချင်းစီကိုပေါ့เนาะအဲ့လိုအသေးစိတ်အချင်းယူပြီးတော့လေ့လာရင်ဆွဲရင်ဆွဲရင်လည်းအဆင်ပြေသွားတာပေါ့เนาะဆက်စပ်ခြင်းကတော့အဲကိုဒါတွေမမြင်ဘူးတဲ့အတွက် ာဒါဘယ်လိုဆွဲရမှာလဲဘယ်လိုလုပ်ရမှာလဲပေါ့နော်ဒါပေမဲ့ကိုကအဓိက software ကျွမ်းကျင်ထားရဲဆိုလို့ရှိရင်ဒီ drawing နေနဲ့ကတော့ကိုလေ့လာရမယ့်အပိုင်းတွေကတော့ရှိရောရှိရဲဒါပေမဲ့ဖြည်းဖြည်းချင်းလေ့လာသွားရင်တော့အဆင်ပြေသွားတာပဲရှင်ဟုတ်ညီမကဒါဟိုမှာတွေ့ကြုံရှိခဲ့လို့ပေါ့နော်တကယ်လို့လုံးဝဟိုဘက်မှာမြန်မာဘက်မှာလုံးဝတွေ့ကြုံမရှိတဲ့သူတွေအနေနဲ့ဒီဘက်မှာ first time နေစလုပ်ရမယ်ဆိုလို့ရှိရင်ရောဘယ်လိုအခက်အခဲတွေဖြစ်နိုင်မယ်လို့ညီမလေးထင်တယ် အမ်ဟိုမှာ experience မရှိလို့ရှင်တော့ဒီမှာတော့တော်တော်လေးရုန်းကန်ရမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီမှာအလုပ်လုပ်ကြတာ independent ဖြစ်တယ်။အဲ independent လုပ်ကြရပေါ့နော်။တကယ်လို့ senior ခေါင်းနေနဲ့တွေ့မယ်၊ကိုယ့်ကိုလက်တွဲခေါ်ပေးမယ်သူတွေနဲ့တွေ့ရင်တော့ဒါအကန့်အရန်ကောင်းတယ်။အမ်ညီမကညီမနဲ့ညီမရောက်သွားတဲ့ရုန်းကပထမဦးဆုံးကိုယ်လောက်ရသွားတဲ့ရုန်းက senior ကလည်းကောင်းတယ်။အဆင်ပြေတယ်။ဘာပဲဖြစ်ဖြစ် welcome ဖြစ်တယ်။အမ်အဲ့လိုကောင်းတဲ့ environment ကိုရောက်သွားတဲ့အတွက်ညီမအတွက်ကဟိုပေါ့နော်ဒီအစ်စ်အစ်စ်တွေကိုလေးလာလေလေး းလေလေလာရတယ်တကယ်လို့မသိတဲ့ဟာတွေကိုလည်းအဲ့လိုမေးပေးဖြေပေးမဲ့သူတွေရှိရတဲ့အတွက်ပေါ့နော်အဆင်ပြေရဲ့အဲအဲ့လိုအဲ့လို ပတ်ဝန်းကျင်ကိုရောက်သွားတယ်ဆိုရင်တော့အဆင်ပြေအဲ့လိုမဟုတ်ဘဲနဲ့ကိုကတယောက်တည်းဒီ project တစ်ခုကိုခိုင်ရမယ်ကိုကတယောက်တည်းအဲ့လိုမျိုးလုပ်ရမယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ရုန်းကန်ရမှာပေါ့ဒါပေမဲ့လည်းအကုန်လုံးကကြတော့ဟိုတဖြည်းဖြည်းချင်းလေးလာသွားရင်ရတဲ့ဟာတွေပဲမရဘူးဆိုတာမရှိဘူးတစ်ခုချင်းစီကိုဖြည်းဖြည်းချင်းစီကိုကလေးလာသွားတယ်မသိတဲ့ဟာတွေကိုစီနီယာတွေသိတဲ့သူတွေတက်တဲ့သူတွေကိုမေးမယ်ဆိုလို့ရှိရင်တော့အကုန်လုံးကဖြည့်ရှင်းနိုင်တယ်လို့ထင်ပါတယ် Okay အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်အခုမှဒီမြန်မာကနေပြီးတော့အတွေ့အကြုံရှိရတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဒီဘက်ကိုလာပြီးတော့လုံးမဲ့သူတွေအတွက်ဆိုလို့ရှိရင် အလုပ်ပိုင်းရောနော် software ပိုင်းရောပေါ့နော်ဗာလေးတွေလေ့လာဖို့လိုတယ်ဆိုပြီးညီမနေနဲ့အကြံပေးပါဦး ဒီမှာကျတော့ဒမန်းများတဲ့အလုပ်တွေကကျတော့ QS ရယ် Drafter ရယ် Bin Modeler ရယ်ပေါ့နော်အဲ Bin Modeler ကတော့ base scale လဲကောင်းတယ်အရန်လဲဒီမှာပေါ့နော်ဒမန်းများတဲ့အလုပ်ပေါ့နော်အဲအဲ့ဒါအဲ့ဒါကိုတော့အရန်အားပေးတယ်အဲ့ဒါအတွက်အများကြီးပြင်ဆင်ထားစီခြင်းတယ်ဒါပေမဲ့ညီမကအခုကတော့ဒီ AutoCAD နဲ့ပဲပေါ့နော်လုပ်နေရပေါ့နော်ဒါပေမဲ့ AutoCAD နဲ့လည်းအဆင်ပြေတယ် AutoCAD ကိုလည်းတော်တော်များများသုံးကြရတယ်တကယ်ကိုက software ကျွမ်းကျင်ပြီးတော့ဒီကိုသွားခြင်းနဲ့ပဲပေါ့နော်အဲဒီ AutoCAD နဲ့သုံးရတာကြီးအများကြီးရှိရအပိုင်းတွေအများကြီးရှိရအဲ့ဒီမှာကိုသွားခြင်းနဲ့ဘက်ကိုတေ ချာလေးလေးလာပြီးတော့ကိုကပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော် experience ရှိရှိမရှိရှိကိုကတေချာလေးလေးလာတယ်ဒီ software ကိုလည်းကျွမ်းကျင်နေဆိုလို့ရှိရင်တော့အလုပ်ကတော့သူ့အတူအဆင်ပြေသွားလိမ့်မယ်ဟိုအများကြီးခက်ခဲတာမျိုးကြီးတော့မရှိဘူးပေါ့နော်ကိုကအဲ့လိုမျိုးဟိုပြဿနာတစ်ခုခုဖြစ်လာတယ်ကိုမသိတာမတတ်တာ ရှိရဲဆိုလို့ရှိရင်ဒါဖြည်းဖြည်းချင်းဖြည့်ရှင်ဖြည်းဖြည်းချင်းလေ့လာပြီးရင်တော့အကုန်လုံးအဆင်ပြေမှာပါအဓိကတော့ AutoCAD ပဲသုံးတာများတယ်ဒါပေမဲ့တခါလေကြားလို့ရှိရင် structure model ကြည့်ရတာ၄ဘိုင်းတိုင်းဆိုလို့ရှိရင်ဒီ Revit ပေါ့နော် Navisworks ကနေပြီးတော့ဒီ Revit model ကိုကြည့်ရတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့ညီမအခုနောက်ပိုင်းလောက်တာတော့အဲ့ ထားတိတ်မကြည့်ရတော့ဘူးအရင် project တုန်းကတော့ကြည်ရတယ် Navi Works ကနေပြီးတော့ဒီ Revit model ကိုကြည်ရတယ်အဲပြီးလို့ရှိရင်အခုကကျတော့အဓိက AutoCAD နဲ့ပဲဆွဲရဆိုတော့ AutoCAD တမျိုးတွေပဲတုံးရတယ်အဲ့ဒါနဲ့ပဲလုပ်ရတယ် Okay အဲ့တော့ AutoCAD 3D တက်ဖို့လိုလားမလိုလားတချို့ကျတော့ AutoCAD ဆိုရင် 3D မရဘူးဆိုရှိတယ်ပေါ့နော်အဲ့လိုမျိုးကျတော့သူကရောနေတယ်ပေါ့လေအဲ့တော့အလုပ်တန်းမှာကျတော့အခုလက်ရှိဒီအခြေအနေမှာကျတော့ 3D တုံးရသေးလားမတုံးရဘူးလားပေါ့နော်အော်အခုညီမကကျတော့ဒီ reverse shot drawing 2D ကိုပဲတုံးရတဲ့အတွက်ညီမကတော့ 3D မတုံးရဘူးအဲအဓိကညီမအဲ့ 2D ကို ုပဲတိတိချာချာပေါ့နော်အဓိကအော်တိုကတ်ကျွမ်းနေဆိုတာထက်နေမလုံလောက်သေးပေါ့နော်ဒီ short drawing ဆွဲမယ်ဆိုလို့ရှိရင်ဒီဟိုကိုနဲ့ပတ်ဒီပတ်သက်ပြီးတော့ဒီဟို rebar တော်လကောင်ဒီ seven structure ဒီပတ်သက်တဲ့ဟာတွေအကုန်လုံးအဲ့လိုမျိုးကွာနားလည်နေမှာဒါဆွဲနိုင်တာပေါ့เนาะအဲ့တော့ဒီ software နေနဲ့ကတော့ AutoCAD ရရတာနေနေမြန်မာအကုန်လုံးကအဆင်ပြေနေရဟုတ်